ံနဲ့နှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ပိုင်နက်နယ်မြေအငင်းပွားမှုတွေကိုဖြေရှင်းဖို့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို စာတစောင်ပေးပို့ခဲ့တယ်လို့ကမ္ဘောဒီးယားနိုင်ငံကပြောပါရယ်ပြီးခဲ့တဲ့လအတွင်းအငင်းပွားနယ်စပ်ဒေသတစ်ခုမှာနှစ်နိုင်ငံတပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်ခဲ့လို့ကမ္ဘောဒီးယားစစ်သားတအူတေဆုံးခဲ့ပါတယ် ကမ္ဘောဒီးယားနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရန်နေရကတဆင့်အငင်းပွားမှုတွေကိုဖြေရှင်းဖို့ရွေးချယ်ခဲ့တယ်လို့ဝန်ကြီးချုပ်ဟွန်မာနက်ကတနင်္ဂနွေနေ့မှာလူမှုကွန်ရက်ကနေပြောကြားခဲ့ပါတယ်ကမ္ဘောဒီးယားနိုင်ငံရဲ့လုံရက်ကိုအလွန်စိတ်ပြတ်မိတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတနင်္လာနေ့မှာပြောကြားခဲ့ပြီးနှစ်နိုင်ငံကြားဆက်ဆက်ညှိနှိုင်းမှုတွေထပ်မံပြုလုပ်ဖို့တောင်းဆိုလိုက်ပါတယ် ထိုင်းနဲ့ကမ္ဘောဒီးယားတာဝန်ရှိသူတွေဟာပြီးခဲ့တဲ့ပိတ်ရက်က ဖနန်ပင်မြို့မှာဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့တင်းမာမှုတွေဖြေလျှော့မဲ့သဘောတူညီမှုတော့မရရှိခဲ့ပါဘူးနှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာမှုကြောင့်စိုးရိမ်မှုတွေမြင့်တက်နေပါတယ်ထိုင်းနိုင်ငံကနေဆက်ကိတ်အချို့ကိုကန့်သက်ခဲ့ပြီးကမ္ဘောဒီးယားနိုင်ငံကထိုင်းရုပ်ရှင်တွေထုတ်လွှင့်ပြသတာကိုပိတ်ပင်ခဲ့ပါတယ်အစ္စရေးနိုင်ငံကပြိပခစတုထမြောက်နေ့မှာ ေချောင်းတိုက်ခိုက်မှုအရှိန်မြင့်လာလို့တီရန်မျိုးကန်တွေဘေးလွတ်ရာရွှေ့ပြောင်းကြဖို့အစ္စရေးနိုင်ငံကသတိပေးလိုက်ပါတယ်။ဒိုင်းရိုက်ထုတ်လွှင့်မှုတစ်ခုတွင်နိုင်ငံမှရုတ်တံလွှင့်ဌာနချုပ်ကိုဘုံးတွေထိမှန်ခဲ့လို့အီရန်ရုတ်တံတင်ဆက်သူတူစတူဒီယိုကထွက်ပြေးခဲ့ရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတနင်္လာနေ့နှောင်းပိုင်းမှာလူမှုကွန်ရက်မှာ post တစ်ခုတင်ခဲ့ပြီးတီဟီရန်မျိုးကန်တွေချက်ချင်းဘေးလွတ်ရာရွှေ့ပြောင်းကြဖို့တောင်းဆိုကအီရန်နိုင်ငံကနျူကလ িয়ার လက်နက်ပိုင်ဆိုင်လို့မရဘူးလို့យေတာခဲ့ပါတယ်။ ိုက်ခိုက်မှုတွေကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုပြစ်မှတ်ထားကြောင်းအစ္စရေးဝန်ကြီးချုပ်ဗင်ဂျမန်နေတန်ယာဟုက ပြောကြားခဲ့ပြီးသူ့အနေနဲ့ဒေါ်နယ်ထရန့်နဲ့နေ့စဉ်ဆက်သွယ်ရှိကအီရန်ဆိုရဟာအလွန်အင်အားချိနဲ့နေပြီလို့ဆိုပါတယ် အီရန်ထိပ်တန်းစစ်ကောင်ဆောင်တွေယူရေနီယံတန့်စင်နယ်မြေတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေပေါ်တိုက်ခိုက်မှုဟာအီရန်ကအနုမျိုးလက်နက်စက်ရုံတစ်ခုတည်ဆောက်မှုကိုဟန်တားဖို့ဖြစ်ပြီးတိုက်ခိုက်မှုတွေကြောင်းတောက်ကြနေနောက်ပိုင်းလူ224ဦးသေဆုံးခဲ့ပြီလို့အစ္စရေးကပြောပါတယ်အီရန်နိုင်ငံကအစ္စရေးကိုဒုံးကျည်အစင်380ကျော်နဲ့ယာနဲ့ချီတဲ့ drone တွေပြစ်လွတ်ပြီးလက်တုံပြန်ခဲ့ရမှာအစ္စရေးနိုင်ငံမှာလူ24ဦးသေဆုံးပြီး9000ကျော်ဒဏ်ရာရရှိခဲ့ပါတယ် ။အစ္စရေးလက်တပ်ဖွဲ့ကအီရန်လေပိုင်နက်မှာအပြေးအဝလေကြောင်းအသာစီရရှိထားတယ်လို့အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်အဖရီဒက်ဖရင်ကတနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံလေပိုင်းမှာအီရန်နိုင်ငံရဲ့မြေပြင်မြေပြင်ခွင်းဒုံးကျည်တွေရဲ့သုံးပုံတပုံဖြစ်တဲ့ဒုံးကျည်အစင်း120ကျော်အပြင် F14 လေယာဉ်နှစ်စင်းနဲ့အစ္စရေးနိုင်ငံကိုပြစ်လွတ်တော့မဲ့ပယ်ထိန်ဒုံးကျည်တွေကိုဖျက်ဆီးခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါရယ် အီရန်နိုင်ငံပြင်ပမှာစီးရီးနဲ့ထောင်လန်းရေးစစ်စင်မှုတွေလှုပ်ဆောင်တဲ့တော်လန်ရေးအဆောင်တပ်ဖွဲ့ရဲ့အထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Quest Force ပိုင်ဆိုင်တဲ့တီဟီရန်မြို့ရှိ ကုကဲရေးဌာနချုပ်ဆယ်ခုကိုဂျက်တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကတာဝန်ရှိသူတွေကဆိုပါတယ်